်ငါနေ့ဘွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ကနေ14ရက်နေ့အတော်တွင်မှာရပိုင်ခွင့်နေပြန်ရမယ်အခက်ခဲဖြေရှင်းနိုင်မယ်ကိုယ့်ရဲ့တွေးကိုကိုယ့်ရဲ့ဉာဏ်စီကိုယ့်ရဲ့ဆောင်ရွက်မှုကတော့သူများနဲ့မတူတဲ့ရှုတော့ကနေစဉ်းစားတာတွေးခေါ်တာဆောင်ရွက်တာဖြစ်ကိုယ်လမ်းကြောင်းနဲ့ကိုထိုးပေါက်ပြီးရှေ့တိုးတက်နိုင်တယ်တပတ်စုပေါ်မှာမိခိုစရာမလို့ အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုံချိုးပြင်းမဲ့ငွေကြေးကံကောင်းမဲ့ရပိုင်ခွင့်ပြန်လဲတောင်းဆိုနိုင်တယ်။လူမျိုးဝဲလူမျိုးသားများနဲ့ဓာတ်ရုပ်ကံမှုတွေအနေနဲ့ကောင်းသောချိုးဆက်ကိုလည်းရလိမ့်မယ်။ကာလတန်ကြာဆိုင်းငံ့ထားတဲ့အလုပ်တွေပြန်လဲစတင်ဆောင်ရွက်နိုင်လိမ့်မယ်။ဘဝကတိုးတက်တဲ့နေထားချုပ်ရှင်းရည်နေ့မှာအရာရာ အောင်မြင်မှုနဲ့တိုးတက်မှုကိုရမယ်။ဒီကိုယ့်ရည်နေ့မှာငွေကြေးကိစ္စနဲ့လုပ်ငန်းကိစ္စတွေမှာကိုယ်ဆောင်ရွက်သမျှ ထွန်းပေါက်ခြင်းဆင်ပြေခြင်းကိုကြုံမယ်။ဆယ်ရက်နေ့မှာရန်တိုက်ကနေကြတဲ့အတိုးတက်မှုကိုရှာရမယ်။လူယုံဒုက္ခပေးတတ်တယ်။ပြဿနာဟောင်းတွေပြန်ဖြေရှင်းရမယ်။စကားမတည်တဲ့သူတွေတွေ့တတ်တယ်။ဆယ်တရက်နေ့မှာပြဿနာနှမျိုးဖြေရှင်းနိုင်တယ်။အကဲခဲတွေကျော်လွှားနိုင်တယ်။ခွေးရင်းနှမျိုးတွေပြိုင်တဲ့တဲကြုံ။ဆယ်ရက်နေ့မှာမူလစီစဉ်တဲ့လက်တွေကွာဟနေတယ်။ဒါပေမဲ့အဲ့ဒီပေးလာတဲ့ခွေးရင်းတိုင်းစီစဉ်ပြီးရှေ့တို့လို့ရင်ဆင်ပြေမယ်။ ဆောင်ရွက်ထားမဲ့ကိစ္စတွေကိုရှေ့နောက်ပြောင်းပြန်လှည့်ပြီးလုပ်လိုက်အဆင်ပြေသွားတယ်။ဆက်သောရနေ့မှာတပါးသူတို့ရဲ့နိုင်ရေးကိစ္စတွေလိုက်လံကူညီပေးရတဲ့တဲ့။နောက်အခက်အခဲတွေလိုက်ဖြေရှင်းပေးရတဲ့ကိုဆောင်ရွက်ပေးတာအောင်မြင်သွားနိုင်မယ်။ဆက်လေးရနေ့မှာတော့အပြောင်းရွှေ့ပြောင်းလဲတွေကြားရရကောင်းသောကံတလန်းပေါ်မယ်။ရတ္တန်တဲ့လူတွေကလုံးပြန်လဲဆက်ဆက်ဆင်ပြေမယ်။ကောင်းသောသတင်းစကားကိုဒီကလအတွင်းကြားသည့်ဂျုံတွေရရှိမှဖြစ်ပါတယ်။ တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေတပတ်အတွင်းဆက်တိုက်ကြိုးပေးတယ်။မျက်လာကြာသာပတိတွေကိုဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံကြိုးပေးတယ်။အဖြူရောင်ပန်းပွင့်တို့ဘုရားကတ်လူပူဇော်ပြီးလောရဆုတောင်းဆုတောင်းပြေမယ်။ကျေးဇူးတင်ပါတယ်။